ဘာဝရဲ့လက်ပတ်မှုကိုကိုယ့်ရဲ့အိမ်ထဲမှာမျက်နှိုးစွာထိမ့်သိမ့်ဖို့နီလန်းတစ်ခုရှိပါတယ်။ဒါကတော့ရမတိုရီပွန်ဆိုင်ပင်ပါပဲ။လီယိုပွန်ဆိုင်အန်နာဇရီချန်နယ်ကနေကြိုဆိုလိုက်ပါတယ်။ဘာလို့များရမတိုရီပွန်ဆိုင်ကတဘာဝရဲ့အလတ်တရားလို့တင်စားကြတာပါလဲ။ မြန်မာတူရီပွန်ဆိုင်ပင်အကြောင်းလေးတွေကိုမပြောခင်မှာပွန်ဆိုင်ပင်နဲ့အပင်များရဲ့အကြောင်းတွေဝင်မြနေတဲ့ကျွန်တော် channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်အစ်စ်တင်တိုင်းသိရှိစေဖို့ခေါင်းလောင်းလေးကိုလည်းနှိပ်ခက်ပေးစေချင်ပါတယ်ဆက်လိုက်ကြအောင်ဗျာလီယိုပွန်ဆိုင် and nursery channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တဘာဝရဲ့အလတရားကို ကိုယ့်ရဲ့အိမ်တွင်းထဲမှာမျက်နှိုးစွာအလပြထိမ့်သိမ့်ထားနိုင်မဲ့ရမတူရီပွန်ဆိုင်ဆိုတာပါပါလေပွန်ဆိုင်ဆိုတာအပင်ချစ်သူတိုင်းသိကြမယ်လို့ထင်ကြပါတယ်ဒါဆိုရင်ရမတူရီဆိုတာဘာများပါလဲရမတူရီဆိုတဲ့စကားဟာဂျပန်ဘာသာကနေဆင်းသက်လာပြီးတော့ပွန်ဆိုင်အမှုပညာမှာအသုံးပြုတဲ့ဝါဟာရတစ်ခုဖြစ်ပါတယ်အတိတ်ပဲကတော့ပွန်ဆိုင်ပြုလုပ်ရတဲ့အတွက်တဘာဝတော်ရိုင်းထဲကနေရွေးချယ်တူးယူရတဲ့တစ်ပင်ကိုရည်ညွှန်းခြင်းဖြစ်ပါတယ် a tree that have been collected from the wild for bonsai လို့ဆိုပါတယ်။ဒါဟာတဘာဝပတ်ဝန်းကျင်ထဲက bonsai ပြုလုပ်လို့ရနိုင်မဲ့အပင်တွေကိုရွေးချယ်ပြီးတော့ bonsai အနုပညာအဖြစ်ပြုစုပြောထောင်တဲ့ဤပညာတစ်ခုဖြစ်ပါတယ်။ Yamadori တစ်ပင်များဟာသူတို့ရဲ့တဘာဝအလထူခြားသောလက္ခဏာများနဲ့သူတို့ရဲ့ပုံသဏ္ဍာန်တွေကနေတစ်ဆင့်ဖော်ပြတတ်တဲ့ တဘာဝနဲ့ဆိုင်တဲ့ဖြစ်ရပ်တွေကြောင့်အလွန်တန်ဖိုးထားကြပါတယ်။ရမဒူရီများရဲ့ပုံတံများကတော့သူတို့ရှင်တန်ရတဲ့တဘာဝပတ်ဝန်းကျင်ရဲ့ခက်ခဲတဲ့အခြေအနေကိုဖော်ပြထားတတ်ကြပါတယ်။ရမဒူရီတစ်ပင်များရဲ့အဓိကလက္ခဏာများနဲ့ထည့်သွင်းစဉ်းစားရမယ့်အချက်များကတော့နံပါတ်1တဘာဝအလနဲ့ထူချမှု ရမတူရီတစ်ပင်များဟာများသောအားဖြင့်ထူခြားသောပုံသဏ္ဍာန်များရှိနေတတ်ပါတယ်။လိန်နေတဲ့ပင်စင်ပင်တွေနဲ့အခောက်ရဲ့ပုံစံတွေကလည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ရမတူရီအပင်တွေရဲ့ပုံသဏ္ဍာန်ဟာသူတို့ရှင်သန်ကြီးထွားရနေရာဖြစ်တဲ့ကြောက်ဆောင်တွေကြားမြင့်များတဲ့တောင်တန်းကြီးတွေကြားဒါမှမဟုတ်သွားလာရခက်ခဲတဲ့ကြံတန်းတဲ့ပတ်ဝန်းကျင်တွေမှာရှင်သန်ခဲ့ခြင်းကြောင့်ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။နံပါတ်1ခန္ဓာရှင်မှု ရမတူရီတစ်ပင်များခက်ခဲတဲ့ပတ်ဝန်းကျင်အခြေအနေများမှာရှင်တန်နိုင်စွမ်းရှိကြောင်းကိုတက်တည်ပြခဲ့ပြီးဖြစ်တဲ့အတွက်သူတို့ဟာကြံ့ခိုင်ပြီးခံနိုင်ရင်ရှိကြပါတယ်။လိုအပ်တဲ့အရင်းမြစ်တွေလိုတလောက်သုံးဆွဲခွင့်မရတာကြောင့်ရမတူရီအပင်တွေဟာများသောအဖြစ်ပုနေတတ်ကြပါတယ်။ပုံစံမွေးမြူရအတွက်အကောင်းဆုံးပဲဖြစ်ပါတယ်ဖြစ်ပါတယ်။ ရမတူရီပုံစံပြုလုပ်ဖို့ပထမဆုံးအဆင့်ကတော့အပင်တွေကိုတဘာဝပတ်ဝန်းကျင်ထဲကနေစနစ်တကျရွေးချယ်ဖို့ပဲဖြစ်ပါတယ်။ဒီအပင်တွေကို တောတောင်တွေထဲမှာရှာဖွေရပြီးသူတို့ရဲ့တဘာဝပုံစံနဲ့အကျမရေကိုတေချာဂယူဆိုင်စစ်ဆေးရပါရမတူရီပုံစံမင်းကိုစတင်လိလာမဲ့သူတွေအတွက်အရေးကြီးဆုံးအချက်ကတော့တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဖို့တတိထားရပါမယ်။နံပါတ် ဥပဒေနဲ့အညီလောက်ဆောက်ရပါမယ်။နံပါတ်3ကျွမ်းကျင်သူရဲ့အကြံဉာဏ်တွေကိုရယူရပါမယ်။ယမတိုရီဘွန်ဇိုင်းဟာတဘာဝရဲ့လပ်ပမှုကိုအိမ်တွင်းမှာထိမ့်သိမ်းဖို့နီလန်တစ်ခုဖြစ်ပြီးတော့ဒီနီးစနစ်ကိုလေ့လာပြီးလိုက်နိုင်ရင်ကိုယ့်ရဲ့ဘွန်ဇိုင်းပင်လေးတွေဟာပိုပြီးလပ်ပပြီးတက်တန်းရှိလာမှာပဲဖြစ်ပါတယ်။မြန်မာပြည်မှာတော့ကျွန်တော်ဘွန်ဆိုင်စလေ့လာစဉ်ကယမတိုရီဘွန်ဆိုင်ဟန်တင်းလောက်ကြတာတွေကိုမြင်တွေ့ဖူးပဲမြင့် အခုအခါတော့မတွေ့ဘူးတော့ပါဘူးမြန်ပြည်မှာတော့ရမတိုရီပုံစံဟန်တင်းကိုမြန်မာပြည်အလဲပိုင်းအညာဒေသမှာတော့မြန်ပြည်ထွက်တန်တဟပ်ပင်တွေကိုရရှိနိုင်မယ်ထင်မိပါတယ်ဒီလောက်ဆိုရင်ရမတိုရီပုံစံအကြောင်းကိုသိပြီထင်ပါတယ်ဒီဗီဒီယိုကနေတခုခုရသွားမယ်ဆိုရင်ကျွန်တော် channel လေးကို like subscribe and share လုပ်ပေးခဲ့ကြပါအောင်လို့တောင်းဆိုပါစေပြင်ကြပါစေဗျာနောက်ပတ်မှာပြန်လည်ဆုံတွေ့ကြမယ်လေကျေးဇူးတင်ပါတယ်